လူမလာနိုင်ပေမဲ့ဟင်းဝီရင်နဲ့ဆိုဗီယက်သင်းကိုတိန်းတထောင်လက်ဖွဲလိုက်တဲ့ပြည်တီဦးနဲ့အင်ဒရာဂျော်စင်ပြည်သက်များအလုံးမင်းမင်္ဂလာပါရှင်မင်းသားကျော်ဟင်းဝီရင်နဲ့မင်းသမီးဆိုဗီယက်သင်းတို့ရဲ့မင်္ဂလာပွဲကြီးကအနုပညာရှင်အစုံလင်တက်ရောက်ခဲ့ကြပြီးတော့အရန်ကိုစီကားတမ်းမြတ်ခဲ့ပေမဲ့ပြည်သက်တွေရဲ့မျက်လုံးထဲမှာဟာတာတာဖြစ်သွားစေတဲ့အချက်တခုရှိပါတယ်အဲ့ဒါကတော့အနုပညာလောကရဲ့ထိတ်တန်းဆုံးတဲ့အကယ်ဒမီများရှင်ပြည်တီဦးနဲ့ဦးဝဲတို့ဇနီးမောင်နှံကိုပွဲမှာလုံးဝအရေးအယောင်တောင်မတွေ့လိုက်ရတာပါ ပုံမှန်ဆိုရင်ပြည်သူဥရောဇနီးမောင်နှံကအနုပညာမောင်နှမတွေရဲ့ပွဲလန်းသဘင်တွေဆိုရင်ဘယ်တော့မှမျက်နှာမပြတ်စင်ရပါဘူး။ဒါပေမဲ့ဒီတစ်ခေါက်ငယ်စဉ်ဆုံးတွဲရဲ့ပွဲကြီးမှာပြက်ကွက်ခဲ့တဲ့အပေါ်အွန်လိုင်းကလူတချို့ကြားမှာထင်ကျေးတွေအမျိုးမျိုးထွက်ခဲ့ကြပါသေးတယ်။ သူတို့ကြားမှာဘာအဆင်မပြေတာတွေရှိနေလဲတမင်မဲရှောင်ဖယ်နေကြတာလားဆိုပြီးတော့မလိုတဲ့သူတွေက ကောလာဟလတွေဖန်တီးခဲ့ကြပါတယ်လူဆိုတော်ကလည်းမြင်ရတဲ့အပေါ်ယံကိုကြည့်ပြီးတော့ဆုံးဖြတ်ရတာလွယ်ကူကြသူတွေမဟုတ်လားပွေးမလာရင်မခင်ကြတော့ဘူးလို့ပဲတန်းပြီးတော့တွေးမိတတ်ကြတာသဘာဝပါပဲအခုထွက်ပေါ်လာတဲ့တဲ့င်းကတော့အလုံးကိုပါဇက်အဟောင်းသားဖြစ်သွားစေခဲ့ပါပြီပြည်သူဦးနဲ့အဝဲတို့ဟာလူကိုယ်တိုင်မလာရောက်နိုင်ခဲ့ပေမဲ့သူတို့ရဲ့မောင်နှမအရင်ဘက်မှာချိတ်ခင်မှုတွေကိုငွေကျပ်သိန်းတထောင်တိတိလက်ဖွဲ့ပြီးတော့သက်သေပြလိုက်ပါတယ် ်ဟုတ်ပါတယ်ပရိသတ်ကြီးနားကြားမမပါဘူးသိန်းတထောင်မှာဒီခေတ်ဒီကာလာစီးပွားရေးကြတဲ့နေရချိန်မှာကိုရဲ့ပွဲကိုရိုင်းတောင်မလာနိုင်တဲ့ဧည့်သည်တယောက်ကဒီလောက်ပမာဏများပြားလေးလက်ဖွဲ့ကိုပေးဖို့တယ်ဆိုတာရိုးရိုးတန်းတန်းကိစ္စမဟုတ်ပါဘူးဒါကသူတို့နှစ်ဦးရဲ့စေတနာကဘလောက်ကြီးမလဲဆိုတာနဲ့သူတို့ရဲ့အစဉ်အတန်းကဘလောက်မြင့်မလဲဆိုတာကိုပြပြတသားပြသလိုက်တာပဲဖြစ်ပါတယ် လရှိချိန်မှာမင်္ဂလာဆောင်ဖိတ်စာတစ်စောင်ရောက်လာရင်သွားရင်လက်ဖွဲ့ရအောင်မယ်ဆိုပြီးတော့စိတ်ညစ်တတ်ကြတဲ့သူတွေမနေပါဘူး။တချို့တွေဆိုရင်မဖြစ်မနေသွားရရင်တောင်နေမယ်စင်ရင်ပါရုံလောက်ပဲလက်ဖွဲ့တတ်ကြတာမျိုးလည်းရှိပါတယ်။ဒါကလည်းဘသူကမှအပြစ်ပြောလို့မရပါဘူး။ခေကာလအချိန်တွေကဒီလိုဖြစ်နေတာပါ။ဒါပေမဲ့ပြည်သူ့နဲ့အင်ဒရာကျော်စင်တို့ဇနီးမောင်နှံကတော့ငါတို့လူမလာနိုင်ပေမဲ့ငါတို့ရဲ့မြေတားနဲ့ဂုံပြူမှုကတော့ရော့မသွားဘူးဆိုတာကိုဒီသိန်းတစ်ထောင်နဲ့သက်သေပြလိုက်တာပါ။ဒါဟာမောင်ငယ်နှမငယ်တွေပေါ်မှာထားတဲ့အကိုကြီးအမကြီးပြီး သားမှုလို့ဆိုရင်လည်းမှမပါဘူးလူကိုယ်တိုင်လာပြီးတော့မျက်နှာပြန့်ယောင်လောင်းနဲ့ပြီးတော့တဲ့တာမန်လူမှုရေးမျိုးမဟုတ်ပဲတပတ်သားရဲ့မင်္ဂလာပွဲကိုတကယ်ကိုဂုဏ်သက်စေခြင်းနဲ့စိတ်ရင်းအမှန်ကိုတွေ့ရတာပေါ့ဒီတဲ့ရင်ထွက်လာပြီးရင်နောက်မှာတော့ဘာလို့မလာတာလဲဆိုပြီးမိကုန်းထုတ်နေတဲ့သူတွေတန်ရဝင်နေတဲ့သူတွေအလုံးပါဇက်ပိတ်သွားကြပါပြီ။ဟိဝေရနဲ့ဆိုပြတဲ့ဇင်တို့ဘက်ကကြည့်ရင်လည်းပြည်တီဦးနဲ့ဦးဝဲတို့မလာနိုင်လို့စိတ်မကောင်းဖြစ်မိအစားအခုလိုကြီးမားတဲ့လက်ဖွဲ့နဲ့ surprise လုပ်ပေးတာကိုပို့ပြီးတော့တောင်းဝမ်းသာပီတီဖြစ်မိကြမှာတည်ကြပါရဲ့ ဒါကြောင့်လူမှုရေးဆိုတာရုပ်ပြတာတခုတည်းမဟုတ်ပါဘူးစိတ်ဖြူတာကပို့ပြီးတော့အရေးကြီးတယ်ဆိုတာကိုပြည်တီဦးနဲ့အင်ဒရာဂျော်စင်တို့ကသင်ခန်းစာကောင်တစ်ခုပေးလိုက်တယ်လို့ပါပဲသူတို့ဟာအကြောင်းမျိုးမျိုးကြောင့်ခရင်းလွန်နေတာဖြစ်နိုင်တယ်မအားလက်တာဖြစ်နိုင်ပါတယ်ဒါပေမဲ့သူတို့ရဲ့သိခါနဲ့အတန်မှုကိုတော့ဘယ်တော့မှအကြမခံဘူးဆိုတာဒီဖြစ်ရပ်ကသက်တည်ပြနေပါတယ်ကေပရိသတ်ကြီးရဲ့လူမလာပဲတင်းတထောင်လက်ဖွဲလိုက်တဲ့ပြည်တီဦးတို့ဇနီးမောင်နိုင်ရဲ့အမခန်းလူမှုရေးကိုဘယ်လိုမြင်ကြပါသလဲအကယ်၍မိတ်ဆွေအရင်ချတယောက်ရဲ့ပွဲက ကိုမတက်ဖြစ်တဲ့အခါမျိုးမှာတင်နာဆိုရင်ပြည်တည်ဦးတို့လိုမျိုးရရရရလက်ဖွဲ့နိုင်မလားမိမိတို့ရဲ့မြင်လေးတွေကိုမှတ်ချက်ပေးရေးသားခဲ့ပါအောင်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်